ီနေ့မှာတော့ရှိုင်လက်ကိုဂလက်စားချေဖို့ကြိုးစားနေကြတဲ့ရှီပန်ညာနဲ့စီရှာတို့နှစ်ယောက်ရဲ့နောက်မှာနောက်ထပ်ကြီးမားတဲ့လျှို့ဝှက်ရန်သူတယောက်ရှိလို့နေခဲ့ပြီးအဆိုပါလျှို့ဝှက်ရန်သူကဘသူလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်။မွေပြိုမဲရဲ့ဂလက်စားအပိုင်း23ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါအိန္ဒိယစကားများကိုတိတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားဆုံးကိုတင်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇလန်လေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ် စီရှာကရိုက်တာဖြစ်ဟန်ဆောင်ပြီးဝှပြူကျောင်းကိုသွားခိုင်းခဲ့တဲ့ဆိုင်လက်လေမူကြောင်ကြောင်နဲ့ဝှပြူကျောင်းကိုရောက်ရှိလာခဲ့ပါတယ်။ဝှပြူကျောင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဆိုင်လက်လေစူရီတုံးကလည်းဝှပြူကျောင်းကိုရောက်လာတော့မှဝိမရဲ့ဂလစားချီခံရမှုကိုသတိရသွားခဲ့တာကြောင့်ကိုလှည့်ကြရင်တရားမှာကြောက်တဲ့ဆိုင်လက်ကဝှပြူကျောင်းကအရှင်သီဝစီမှာသူ့ရဲ့ပြစ်တွေကိုကျေစေဖို့ဆူတောင်းရမယ်လို့ပြောဆိုရေရွတ်ကဝင်ရောက်သွားခဲ့ပါတော့တယ်။ပါတီပွဲထဲမှာရှိနေခဲ့တဲ့ရှိပညာက အခုချိန်ဆိုရင်ရှိုင်လက်ကဝင်းပြူကျောင်းမှာရောက်နေတော့ပြီလို့ပြောဆိုခဲ့ကစီရှာကိုအရင်သွားခိုင်းခဲ့ပါထွက်သွားဖို့ဟန်ပြင်းနေခဲ့တဲ့စီရှာရဲ့လက်ကိုကံပီကရုတ်တရက်ရောက်လာခဲ့ပြီးဆွဲထားခဲ့ကမတိတတိစကားတွေကိုပြောဆိုပြီးရုပ်ရှင်ကြည့်ဖို့ခေါ်နေခဲ့စင်ပါပဲသူတို့နှစ်ယောက်ကိုတံပီကတွေ့မြင်သွားခဲ့တာကြောင့်စီရှာလည်းကျမကရုပ်ရှင်မကြည့်ချင်ဘူးပြီးတော့ရှင့်ရဲ့သူတို့သမီးလောင်းကလည်းလာနေပြီသူနဲ့ပဲအတူတူသွားကြည့်လိုက်ပါလို့ပြောဆိုပြီးကံပီရဲ့နားကနေထွက်သွားခဲ့ပါတော့တယ် ဂမ်ဘီကစီရှာရဲ့လက်ကိုလှမ်းကင်လိုက်တာကိုတွေ့မြင်လိုက်ရတဲ့တန်ဗီကဇွဲရိုမာတယောက်ရဲ့လက်ကိုကာယာကောင်းမလားလို့ပြောဆိုကာရုပ်ရှင်ကြည့်ခြင်းရင်လဲသူနဲ့အတူကြည့်လို့ရပါတယ်လို့ဂမ်ဘီကိုပြောဆိုခဲ့ပေမဲ့ဂမ်ဘီကတော့စိတ်မရှိပါနဲ့တန်ဗီငါတို့နှစ်ယောက်ရဲ့အချင်းကြီးကတပြေးပြေးချင်းသွားရမှာငါတို့အရင်အလင်းလိုနေတယ်လို့မထင်ဘူးလားငါတို့ရဲ့စိတ်ဆက်ပွဲနဲ့မင်္ဂလာပွဲကအချင်းယူမှရမယ်လေလို့ပြောဆိုခဲ့ပါဒါကြောင့်တန်ဗီလည်းဒေါသထွက်သွားခဲ့ရပြီးကမ်ဘီကိုချိကာဒီမင်္ဂလာပွဲကိုနောက်ဆုတ်ရဲစုပ်ကြည့်လိုက် ဒါရီအလုံးဖြစ်လာရတာကလည်းဒီစပွဲတို့မှကြောင့်ပဲတထေသားကိုတွေ့တာနဲ့တမ်းပြီးတော့မြှုပ်ဆွဲတော့တာပဲရှီဗန်ညာကလည်းရီတစ်ကိုမြှုပ်ဆွဲခဲ့တာပဲလို့တပြစ်တောက်တောက်ပြောဆိုနေခဲ့တာကြောင့်ဂမ်ဘီလည်းအဖွားကိုပေါက်ဆလို့တဆက်ပြောဆိုနေခဲ့တဲ့တန်ဗီယာမင်းမဆိုင်တာတွေပြောနေတာပဲငါဆူလိုတာကအချင်းချင်းယဉ်ညီအောင်လုပ်ကြတာပေါ့အချင်းယူပြီးရင်လက်ထက်ကြမယ်ပေါ့အရန်ကြီးအလင်းလိုနေစရာမလိုပါဘူးလို့ရှင်းပြနေခဲ့ပါတယ်တန်ဗီကလည်းဒီတစ်ခေါက်မင်္ဂလာပွဲကိုတော့သူမဘက်ကဘလူးနီးနဲ့မှအမှားမခံနိုင်ကြအောင်အဲဒါကြောင့် အဲ့ဒီစပွဲတို့မှကိုလည်းပညာသွားပေးမယ်လို့ပြောဆိုကာထွက်ခွာသွားခဲ့တာကြောင့်ဂမ်ဘီလည်းဘာမှမတက်တာပဲကျန်နေရစ်ခဲ့ပါအရမူမူနဲ့အရှင်သီဝရုပ်ထုရှိကိုရောက်ရှိလာခဲ့တဲ့ဆိုင်လက်လေသူလက်မှာနတ်ဆရာမကြီးရဲ့အဆောင်လက်ဆုပ်မရှိတော့ဘူးဆိုတာကိုသိရှိသွားခဲ့ပြီးအရင်ကသူလုခဲ့မိတဲ့ပြက်တွေကိုအရှင်သီဝစီမဝင်းချတောင်းပန်ပြီးအသက်ကိုကယ်တင်ပေးဖို့အတွက်ဆူတောင်းနေခဲ့စင်မပဲဂါတာခါကရောက်ရှိလို့လာခဲ့ပြီးမင်းပြန်လိုက်တော့မင်းအသက်ကိုချမ်းသာပေးလိုက်တယ် ဒါပေမဲ့မှတ်ထားပါဒါကလေမင်းကိုခဏတာပဲကာကွယ်ပေးနိုင်မှာကံကြမ္မာကိုတော့ပြောင်းလဲပေးလို့မရဘူးအရှင်ကမင်းကိုဒီနေ့လှုပ်ပေးလိုက်တယ်ဒါပေမဲ့တည်ခြင်းတရားကိုတော့ရှောင်လွှဲပေးလို့မရဘူးမင်းတေကိုတေးရမယ်မင်းအစားအခြားတစ်ယောက်ကတော့ပြီးဆက်ရလိမ့်မယ်အခုမင်းရဲ့အစားအခြားတစ်ယောက်ကတည်ခြင်းတရားကိုရင်ဆိုင်နေရပြီဘာလို့လဲဆိုတော့တည်ခြင်းတရားကရှောင်လွှဲလို့မရပါဘူးလို့ပြောဆိုလိုက်ပါတော့တယ်ဝပြူကျောင်းကိုသွားဖို့ပါတီပွဲတွေကနေထွက်လာပြီး ခြံဝင်းထဲကိုရောက်ရှိလာခဲ့တဲ့စီရှာရဲ့နောက်ကိုတန်ဗီကလည်းရန်တွေးဖို့ခလန်းလန်းကနေထက်ချက်မကွာလိုက်ပါလာခဲ့ပါတယ်။အဲဒီနောက်စီရှာကလူရှင်နဲ့တနီယာကိုရောက်မှာသူမရဲ့မူလသွင်မြင်ကိုပြောင်းလဲဖြစ်ခဲ့တာကြောင့်တန်ဗီလည်းအထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်။စီရှာလည်းတန်ဗီကလိုက်လံကြည့်ရှုနေခဲ့တာကိုမသိရှိဘဲဆက်လက်ထွက်လာခဲ့တဲ့အခါရှီမာကြိုးဆောင်နေတဲ့ရှီဗန်ညာကိုတွေ့လိုက်ရပါတော့တယ်။ရှီဗန်ညာကလည်းမူလသွင်မြင်နဲ့ဖြစ်နေခဲ့ပေမဲ့ အစမှာတော့နောက်ကျောဘက်အနေထားနဲ့ညင်တွေ့နေကြရတာမို့တန်ဗီလည်းရှီဗန်ညာဖြစ်မှန်းအသိရှိသေးပါဘူး။စီရှာကရှီဗန်ညာကိုတွေ့တဲ့အခါအခုအချိန်မှာရှိုင်လက်ကဝိပြူကျောင်းကိုရောက်နေပြီ။လက်စွပ်ကလည်းမရှိတော့ဘူး။အလွယ်လေးတက်လို့ရတာမို့မြ мян သွားရောက်ဖို့တိုက်တွန်းနေခဲ့ပေမဲ့ရှီဗန်ညာကရီတက်ပြင်မိသားစုတွေအားလုံးကရှိနေသေးတာမို့ပါတီပွဲတွေကနေရုတ်တရက်ချက်ချင်းသွားလို့မရသေးကြောင်းပြောဆိုခဲ့တဲ့ခါမှာတော့စီရှာလည်းဒေါသထွက်သွားခဲ့ပြီးနေမှာမိသားစုဆိုတာမရှိဘူး။ နင်ကအသွင်ပြောင်းမှုတကောင်ဆိုတာမမေ့ဖို့လိုတယ်လို့ပြောဆိုခဲ့ကအာမလို့အာမရဖြစ်လာခဲ့ပြီးရှီဗန်ညာရဲ့လက်ကိုဆွဲကသူ့ဘက်ကိုလှည့်လိုက်တဲ့ခါမှာတော့ညနေချင်းဆိုင်နေထားဖြစ်သွားခဲ့ရတာမို့တန်ဗီကရှီဗန်ညာကိုတွေ့ရှိသွားခဲ့ရပြီးရှီဗန်ညာဟာမွေးတကောင်ဆိုတာကိုသိသွားခဲ့ပါတော့တယ်။စီရှာလဲရှီဗန်ညာမိဘတွေအတွက်သူ့ချွေးကိုမမေ့ဖို့နဲ့လိုအပ်ပါကရီတစ်ကိုတတ်ရမယ်ဆိုရင်လဲစတိဖြစ်ဖို့ပြောဆိုနေခဲ့တာကိုတန်ဗီကရီတစ်အပါဝင်ရိုက်တာတို့အားလုံးကိုပြောပြနိုင်ဖို့ သတိတစ်ခုအနေနဲ့ရှီဗန်ညာနဲ့စီရှာတို့ပြောဆိုနေခဲ့တာတွေကိုသူမရဲ့ဖုန်းနဲ့ဗီဒီယိုရိုက်ယူထားခဲ့ပါတယ်။အဲဒီနောက်စီရှာကနင်ဒီကိုရောက်လာတာကဂလက်ဆာခြေဖို့ပါ။လူသားကိုကြိုက်ပြီးကိုယ့်သက်ကိုအဆုံးရှုံးမခံပါနဲ့။နင်ကိုကူညီပေးဖို့ငါ့ကိုလွှတ်လိုက်တာ။ငါတို့ရဲ့အမေတွေကအမြဲတမ်းအတူတူနေခဲ့ကြတာ။သူတို့ကညီမတွေပဲ။ငါရီတစ်ကိုအစိတ်ခတ်လိုက်ကလေးကနင်ကစောက်တီရမရတော့ဘူး။နင်သားအသွင်ပြောင်းမွေးတကောင်မှန်းသူကတီးသွားခဲ့ရင်သူနင်ကိုလက်ခံအောင်မလား။ သူ့မိသားစုကိုတတ်ပြီးဖြတ်စည်းခဲ့တာကနင်းဆိုရာကိုသိရင်သူ့နင်းကိုချစ်နိုင်အောင်မလားနင်းနဲ့ရောဆက်ပြီးတော့နီးနိုင်အောင်မလားနင်းပူပန်ပေးနေတဲ့နင်းရဲ့ယောက်ျားကနင်းကိုလက်ခံအောင်မလားအချစ်ပတ်သက်မှုနဲ့ခန်းစားချက်တွေဆိုတာကလူသားတွေအတွက်ပဲငါတို့လိုမျိုးမွေးတွေအတွက်မဟုတ်ဘူးနင်းမိဘတွေကလာပြညမှာအသက်ခံခဲ့ရတာဒီနေ့ကလည်းလာပြညပဲလို့ပြောဆိုခဲ့တဲ့အခါမှာတော့ရှီဗန်ညာကမျက်ရည်တွေစီးချလာခဲ့ရင်ငါတို့ကအရှင်တီဝရဲ့လဲတော်မှာတစားဆင်ပေးတာ ငါတို့ကငါတို့ရှင်ရဲ့စမ်းချယ်မှုအရာကိုငါဘာမှမမေ့သေးဘူးအချိန်ကြာလာရင်တော့ဘသူမှမမေ့သွားစေရဘူးဒီနေ့ငါကလစားချီရမယ်ဒီနေ့အဲ့လူတွေကိုရစ်ပူစော်ရမယ်ရှိုင်းလက်ဆိုတဲ့သူဒီနေ့သူ့ကိုတတ်မယ်ငါရဲ့မိဘတွေနားကျင်စွာအော်ခဲ့တဲ့အတန်တွေကိုမမေ့ဘူးငါတို့ကမှမမေ့နိုင်သေးဘူးလို့ပြောဆိုကနေရောက်စလုံးမွေးသွင်းကိုပြောင်းလိုက်ကဝိပုကျောင်းကိုထွက်သွားခဲ့ကြပါတော့ အဆိုပါမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့တံပီလဲဒီအကြောင်းကိုရီတက်ပါဝင်အားလုံးကိုပြောပြရမယ်လို့အထိတ်တလန့်နဲ့ရေရွတ်လိုက်ရင်ပါတီပွဲရှိရာကိုအလင်းမြန်ထွက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ရှီဗန်ညာရဲ့အကြောင်းကိုအားလုံးသိအောင်ပြောမယ်ဆိုတဲ့တံပီရဲ့စူးစမ်းမှုကမအောင်မြင်ခဲ့ပါဘူး။တံပီရဲ့မိခင်ရန်ယာကလည်းပါတီပွဲကိုလာတဲ့မင်းသမီးနဲ့ဓပုံတူတူတွဲရိုက်ဖို့ကိုသာအာရုံရောက်နေခဲ့သလိုရာဂျာကလည်းရီတက်ရဲ့တငယ်ချင်းတယုတ်ဆောင်မင်းသားတွေနဲ့ဓပုံတွဲရိုက်ဖို့ကိုသာပြုလုပ်နေခဲ့တာမို့ တန်ဗီလည်းစိတ်ပြတ်သွားခဲ့ရပြီးဘသူကိုပြောပြရမှန်းမသိကြားများနေခဲ့ပါရီတက်ကတော့ပါတီပွဲကနေပြန်ကြတော့မယ်သူ့ရဲ့တကယ်ချင်းတွေကိုလိုက်လံနှုတ်ဆက်နေခဲ့ပြီးရာယီဂျာကတော့တပုံရိုက်လိုဝါမှာရှိုင်လက်ကိုတတိယသွားခဲ့ကပွဲထဲမှာလည်းမတွေ့ရမှုဖုံးဆက်နေခဲ့ရင်ပွဲထဲကချမ်းမြေမှာပြုတ်ချနေခဲ့တဲ့ရှိုင်လက်ရဲ့အဆောင်လက်စွပ်ကိုတွေ့မြင်သွားခဲ့တာမို့ကောက်ယူလိုက်ပြီးတကယ်ချင်းဖြစ်သူအတွက်တွေးပူသွားခဲ့ကလိုက်လံရှာဖွေခဲ့ပါတော့တယ်ရာယီဂျာလည်း ရန်ယာစီကိုရောက်ရှိလို့လာခဲ့ကရှိုင်လက်ဗမာလဲလို့မိမြန်ခဲ့တဲ့အခါမှာတော့ရန်ယာကသူကအရှင်သီဝရဲ့ဝိပုကျောင်းကိုသွားမယ်ဆိုပြီးထွက်သွားတာပဲလို့ပြောပြခဲ့တာကြောင့်ရိုင်ဂျာတယောက်ခေါင်းချီသွားခဲ့ရပြီးမွေမကတော့ရှိုင်လက်ကိုပြတ်မှတ်ထားလိုက်ပြီးဆိုရာကိုသတိထားမိသွားခဲ့ကတငယ်ချင်းဖြစ်သူကိုကက်တင်ပေးနိုင်ရန်အတွက်ဝိပုကျောင်းကိုလိုက်သွားခဲ့ပါတော့တယ်။တဖက်မှာလည်းဝိပုကျောင်းကိုရှီဗန်ညာနဲ့စီရှာတို့ကရောက်ရှိလို့လာခဲ့ပြီး သူမတို့ရဲ့မျက်နှာမှာလည်းမွေးရည်ကုန်တွေနဲ့ဖြစ်နေခဲ့တာမို့ရှိုင်းလက်ကသူတို့ကိုမမှတ်မိခဲ့ပါဘူးအထိတ်တလန့်ဖြစ်နေခဲ့တဲ့ရှိုင်းလက်လည်းအရှင်ရဲ့ရုပ်ထုရှိကနေမခွာရဲခဲ့ပဲအရှင်ရဲ့ဂါရာတွေကိုရွဆိုးပူဆော်နေခဲ့တာကြောင့်ရှီဗန်ညာတို့လည်းရှိုင်းလက်ကိုမွေးသွင်းတဲ့ဘလူးအန်ရီကိုမှပြီးမရပဲဖြစ်နေခဲ့ကြပါတယ်အဆိုပါအချိန်မှာပဲဝပြူကြောင်စီကိုရှိုင်းလက်ရဲ့နာမည်ကိုတချို့ချို့အော်ခေါ်ပြီးရောက်ရှိလာခဲ့တဲ့ရိုင်ဂျာကြောင့်ရှီဗန်ညာတို့လည်းရှောင်ထွက်သွားခဲ့ကြပါတယ် ရိုက်ကြလေရှိုင်လက်ကိုတွေ့လာတဲ့အခါမင်းတီကိုဘာလာလုတာလဲစူရီရဲ့ဖြစ်ကိုမေးသွားပြီလားလို့မင်းနေခဲ့တာကြောင့်ရှိုင်လက်လည်းသူ့ရောက်လာရတဲ့အချောင်းကိုရှင်းပြခဲ့ပိုင်ရိုက်ကြလေဒါရီအားလုံးကဝီမရဲ့စနက်ဆိုတာကိုနားလေသွားခဲ့ပြီနဆီယာမာကြီးရဲ့လက်စကိုလည်းပြန်လည်ဝတ်ဆင်ဖို့ရှိုင်လက်ကိုပေးရခဲ့ကမင်းမွေမားရဲ့မျက်နှာကိုမြင်လိုက်ရသေးလားလို့မေးမြန်းခဲ့တဲ့ခါမှတော့ရှိုင်လက်ကမွေရီကွန်တွေကသူတို့ရဲ့မျက်နှာမှာရှိနေတာမို့တေချာမမြင်လိုက်ရကြောင်းပြောပြခဲ့က သူတို့နှစ်ယောက်လည်းဝှဖြူချောင်းကနေထွက်လာခဲ့ကြပါတော့ရိုက်ဂျာတို့ပြန်သွားခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာတို့လည်းပုံအောင်နေရာကနေထွက်လာခဲ့ကြပြီးရှိုင်လက်ကိုဂလစားမချေလိုက်ရတဲ့အတွက်ဒေါ်သားတွေထွက်နေခဲ့စင်မှာပဲကတာခါကရောက်ရှိလာခဲ့ကသူကမသေးပေမဲ့တယောက်ယောက်ကတော့ဒီညသေးရမယ်တီချင်းတရားကတေးကြနေပြီသူမဟုတ်ရင်အခြားတယောက်ပဲလို့ပြောဆိုခဲ့တာကြောင့်ရှီဗန်ညာနဲ့စီရှာတို့လည်းတယောက်မျက်နာကိုတယောက်ကြည့်ကအံဝန်းနေခဲ့ကြပါတယ် ါတီပွဲထဲမှာရှိနေခဲ့တဲ့တန်ဗီကကမ်ပီကိုတွေးလာတာကြောင့်ပွဲထဲကနေဆွဲခေါ်လာခဲ့ကသူမတီးခဲ့ရတဲ့အကြောင်းအရာတွေကိုပြောပြခဲ့ပေမဲ့တန်ဗီကတော့မယုံကြည်ခဲ့တာကြောင့်နောက်ဆုံးတသက်အနေနဲ့တန်ဗီကသူမရဲ့ဖုန်းနဲ့ရိုက်ကူးထားခဲ့တဲ့ရှီဗန်ညာတို့ပြောဆိုနေခဲ့တာတွေကိုပြသခဲ့တဲ့ခါမှတော့ကမ်ပီလည်းတစ်ချက်ကြည့်လိုက်ရင်သူ့ရဲ့မျက်နှာအမူအရာကပြောင်းလဲသွားခဲ့တာကိုတန်ဗီတရားအောင်မယိတ်မိခဲ့ပါဘူးတန်ဗီကကျမမှာအသက်အရွယ်ရှိနေပြီလို့ပြောဆိုခဲ့တဲ့အခါဂမ်ဘီက တန်ဗီရဲ့လက်ကိုတင်းချက်စွာဆုပ်ကန်လိုက်ရင်မင်းပြောတာမှန်နေမင်းသိရတော့မယ်လို့ပြောဆိုပြီးသူ့ရဲ့မျက်လုံးတွေကမိစားကောင်ရဲ့မျက်လုံးလိုအယောင်ပြောင်းလဲသွားခဲ့တာကိုတွေ့မြင်လိုက်ရတဲ့တန်ဗီလည်းကြောက်လန့်သွားခဲ့ပါကြောက်လန့်နေတဲ့တန်ဗီကိုကြည့်ကဂမ်ဗီကငါမင်းကိုတတ်မှာလို့ပြောဆိုခဲ့တာကြောင့်တန်ဗီကရှီဗန်ညာတို့ကမွေမဆိုရင်ရှင်ကဘသူလဲလို့ပြောဆိုလိုက်စင်မှာပဲဂမ်ဗီကစောင်းတွန်းလိုက်တာကြောင့်တန်ဗီတရားမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါလဲကျသွားခဲ့တဲ့တန်ဗီပေါ်ကိုအုံမိုးကဂမ်ဗီကငါကဂမ်ဗီမဟုတ်ဘူး တကယ်တော့လူတွေမရှိဘူးလို့ထင်ထားတဲ့ယာရီကမှတကယ်ရှိနေတာငါကကံပီမဟုတ်ဘူး US ကိုသွားရမယ့်ကံပီကိုငါတက်ပြစ်တော့မှာမင်းထင်နေတာကမွေးတွေကပဲပုံပြောင်းလို့ရတယ်လို့ထင်လားသူတို့ရဲ့အကြီးမားဆုံးရန်သူကလူပုံပြောင်းနိုင်စွမ်းမရှိဘူးလို့ထင်နေလားငါမင်းကိုမတက်ချင်ပါဘူးအဲ့ဒီမွေးတွေကိုပဲတက်ချင်တာဒါပေမဲ့သူတို့စီကိုမင်းရင်ရောက်သွားမယ်ဆိုရင်ငါဖြစ်ချင်တာမဖြစ်တော့ဘူးငါကဒီအတွက်မွေးဖွားလာခဲ့တာကမ္ဘာလောကကြီးစပီးဖြစ်တည်လာကြတဲ့ကမွေးတွေကိုတတ်ဖို့တာဝန်ပေးခံရတာ မွေးရဲအချိမဆုံးရန်သူကလူလဲမဟုတ်ဘူးလင်းယုံငှက်တွေလည်းမဟုတ်ဘူးငါဆိုရဲမွေးပါပဲလို့ပြောဆိုဟစ်ကြွေးကမွေးပါကြီးတကောင်ဖြစ်အသွင်ပြောင်းလဲလိုက်ရင်တန်ဖီကိုကိုက်တက်ပြစ်လိုက်ပါတော့တယ်အဲ့နောက်လူအသွင်ပြောင်းနိုင်တဲ့မွေးပါတကောင်ဖြစ်တဲ့ကမ်ဘီကတန်ဖီရဲ့ဖုန်းကိုယူဆောင်သိမ်းဆီးလိုက်သလိုတန်ဖီရဲ့လောင်းကိုလည်းထန်ကတိတ်တဆိတ်ထွက်သွားခဲ့ပါတော့တယ်ပါတီပွဲကိုပြန်လဲရောက်ရှိလာခဲ့တဲ့ရိုင်ဂျာလဲရှိုင်လာ တတရရဲ့နေဖို့နဲ့မင်းရဲ့သမီးလေးတန်ဖီအတွက်လဲ surprise တစ်ခုပြင်ဆင်ထားကြောင်းကိုပြောဆိုကာခေါ်ဆောင်သွားခဲ့ပါတယ်။ရှီဗန်ညာကလည်းပါတီပွဲတွေကိုပြန်လဲရောက်ရှိလာခဲ့တာကြောင့်အနာကို retic ကရောက်ရှိလာခဲ့ကာတန်ဖီအတွက်ပြင်ဆင်ပေးထားတဲ့စိတ်ဆက်လက်စွပ်လေးကိုပြသခဲ့ပြီးသူကတော့ကမ်ဘီကိုပေးမယ်လက်စွပ်ဘူးလေးကိုယူဆောင်သွားခဲ့ကာရှီဗန်ညာကိုတော့တန်ဖီအားပေးမယ်လက်စွပ်ဘူးလေးကိုပေးရထားခဲ့ပြီး အဖေကမကြခင်သူတို့နှစ်ယောက်ရဲ့စစ်ဆက်ပွဲကိုချိန်ညမှာဖြစ်တာကြောင့်ဂိမ်းမုတ်ကိုမြ мян သွားယူလာဖို့ပြောဆိုခိုင်းစေခဲ့တာကြောင့်ရှိပညာလည်းထွက်သွားခဲ့ပါတယ်။မကြခင်ချိန်လေးမှာပဲရိုက်ချာကရောက်ရှိလာတဲ့မိတ်ဆွေတငယ်ချင်းတွေရဲ့ရှင်းပေါက်မှာပဲရှိုင်လက်ရဲ့သမီးတန်ဗီနဲ့သူတို့ရဲ့စီးပွားဘက်တထေးကြီးတူရဲ့တားဖြစ်သူကန်ဘီနဲ့စစ်ဆက်ပွဲပြုလုပ်ပေးမယ်ကြောင်းချိန်ညာပေးခဲ့ကနေအောင်စလုံးကိုဖိတ်ခေါ်ခဲ့တဲ့အခါကန်ဘီကအရင်ဥစွာရောက်ရှိလာခဲ့ပါတယ်။ရှိပညာလည်း စေးဆက်ပွဲအတွက်ခိမုတ်ကြီးကိုယူဆောင်လို့လာခဲ့ပြီးအားလုံးကဝမ်းသာနေခဲ့ချိန်မှာပဲဒန်ဗီကတော့ပုံမလာခဲ့တာကြောင့်မိခင်ဖြစ်သူရန်ယာကသူ့အတွက်စီစဉ်ပေးပြီးဆိုတာနဲ့အဲ့လိုပဲဖြောက်ဖြောက်သွားတယ်လို့ပြောဆိုနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရှီဗန်ညာယူဆောင်လာခဲ့တဲ့ခိမုတ်ကြီးပေါ်ကိုသူတွေကတဆက်ဆက်ကြလာနေခဲ့တာကြောင့်အားလုံးကလည်းအင်ပေါ်တက်ကိုမော့ကြည့်လိုက်တဲ့ခါမှာတော့တမ်းမရှိတော့တဲ့တန်ဗီရဲ့လောင်းကအောက်ကိုပြုတ်ချလာခဲ့တာကိုတွေ့မြင်လိုက်ရတာကြောင့်အားလုံးလည်းထိတ်လန့်သွားခဲ့ကြပါတယ်။ ရှိုင်လက်နဲ့ရန်ယာကတော့သမီးဖြစ်သူရဲ့ဖြစ်ဆိုးကိုကြည့်ကာအန်ဟိုးဝန်းနေနေခဲ့သလိုရှီဗန်ညာတို့ကလည်းဒါကဘသူရဲ့လက်ချက်လဲဆိုတာကိုစဉ်းစားပြဖြစ်နေခဲ့ကြပါတော့တယ်။ဒီလိုနဲ့စီးဆက်ပွဲလေးကမင်္ဂလာကနေအမင်္ဂလာဖြစ်ပြောင်းလဲသွားခဲ့ရတာကြောင့်ရိုင်ဂျာပါဝင်အားလုံးကလည်းတန်ဖီအတွက်စိတ်မကောင်းတွေဖြစ်နေခဲ့ကြပါတယ်။ဒီလိုနဲ့ ရိုက်ဂျာပါဝင်အားလုံးကိုရဲတွေကတန်ဗီရဲ့တိုက်ဆုံမှုနဲ့ပတ်သက်ပြီးမိမြန်ပြောဆိုပြီးခဲ့တဲ့အခါမှာတော့တန်တရားဖြစ်ပွဲမတွေ့တာမို့အလောင်းကိုတော့ရင်ခွဲယုံကိုပို့ရမယ်စစ်စေးချက်ရလက်ကမကြခင်ဖတ်ပေါ်လာမှာပါအဲ့ချိန်ကျရင်တော့တိတ်လွန်စားရသွားမယ်လို့ထင်ပါတယ်စစ်စေးနေစဉ်ကာလအတွင်းဘသူကမှဒီမျိုးကနေထွက်ခွာလို့မရပါဘူးလို့ပြောဆိုမှားချကပြန်သွားခဲ့ကြပါတယ်တစ်ချိန်လုံး ရုပ်ဆောင်ကောင်းစွာနဲ့ဝမ်းနဲ့ပုံဖန်ထားတဲ့ကမ်ဘီကိုရိုင်ဂျာကစိတ်မသက်သာစွာချီးလိုက်ရင်ကမ်ဘီမင်းလည်းအနားယူလိုက်ပါအောင်လို့ပြောဆိုခဲ့တဲ့အခါကမ်ဘီကရုပ်ဆောင်ကောင်းစွာနဲ့ဘလူနားရမလဲကျွန်တော်တို့နှစ်ယောက်ကဘဝတောင်မစားရသေးဘူးတမ်ဘီကိုစိတ်ဝင်စားရုံပဲရှိသေးတယ်လို့ဝမ်းနဲ့စွာနဲ့ပြောဆိုနေခဲ့သလိုရှီဗန်ညာကိုကြည့်ကသူရဲ့စိတ်ထဲမှာတော့မွေမအခုဆိုရင်ငါကလွယ်ပြီးမင်းတို့ကမွေဆိုတာကိုဘသူကမှမသိတော့ဘူးငါရဲ့လက်ထက်ကမင်းတို့ဘလို့လောက်အောင်ပြေးမလဲလို့ရေရွနေခဲ့ပါတယ် ယာမနီလဲဒါရီအားလုံးကဝင်မကြောင်ပဲဖြစ်ရမယ်။သူကငါတို့အားလုံးကိုတတ်တော့မယ်လို့ဝမ်းနည်းစွာနဲ့ငိုကြွေးနေခဲ့စင်ပါပဲ။ရိုက်ဂျာကသူကဘာလို့တန်ဗီကိုတတ်ရတာလဲ။တန်ဗီကသူ့ကိုဘာလို့မိလို့လဲလို့ပြောဆိုနေခဲ့ပါ යි ။ယာမနီကတန်ဗီကလည်းတနည်းအားဖြင့်ဒီမီသားစုဝင်ပဲလေ။ကျမတို့နဲ့သက်ဆိုင်သူမှန်သမျှကိုသူကလိုက်တက်နေမှာပဲ။ကျမတို့အားလုံးအန်ဒီရရှိနေပြီလို့ပြောဆိုငိုကြွေးနေကြတာကြောင့်ရိုက်ဂျာကနှစ်သိမ့်ပေးနေခဲ့ရပါတယ်။ရိုက်ဂျာက တန်ဗီရဲ့တိတ်ဆုံးမှုကြောင့်အားလုံးကထိတ်လန့်ခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်အလောင်းစစ်စစ်ကျက်ရလက်ထွက်လာရင်တော့ဘသူကြောင့်လဲဆိုတာကိုငါတို့တွေသိရမှာပါ။တကယ်လို့အဲ့ဒီမွေကြောင့်သာဆိုရင်သူကိုအပြီးဆုံးသက်ဖြစ်ဖို့အစီအစဉ်ဆွဲရမယ်။သူကကလစားချီတဲ့ဆိုပြီးအကုန်လုံးကိုလိုက်တက်နေခဲ့တာ။ဒါကတော့လုံသွားပြီလို့ပြောဆိုနေခဲ့တာကိုရှီပန်ညာကငါတို့မွေတွေကကလစားချီတဲ့ဆိုပေမဲ့အပြစ်မဲ့တဲ့သူကိုတော့မထိခိုက်ဘူး။တန်ဗီရဲ့တိတ်ဆုံးရမှုအတွက်တော့အပြစ်တင်မခံနိုင်ဘူး။ ။ဒန်ဗီကိုဘသူကတက်သွားတာလဲလို့စိတ်ထဲကနေတွေးနေမိခဲ့ပါ යි ။အားလုံးရဲ့လက်မှာအိမ်ထဲကနေထွက်လာခဲ့တဲ့ကံပီတယောက်ငါကဒီနေရာကိုရောက်လာတဲ့ဆိုတာကမွေးရီကိုတက်ပြဖို့လာခဲ့တာ။သူတို့ကိုတက်ပြီးမှတခြားကဘာကိုထွက်သွားလို့ရမှာ။သူတို့ကလူပုံစံပြောင်းနိုင်တဲ့မွေးမှာငါကတော့လူပုံပြောင်းထားတဲ့မွေးပါလို့ပြောဆိုခဲ့ကသူကိုယ်သူမွေးပါဖြစ်အသွင်ပြောင်းလာရင်ကဂျန်စီယိုတကားကိုချုပ်ထွက်သွားခဲ့ပြီးဒေါ်ရင်တနီယာက၆ခုကြီးတစ်ခုတည်းကိုရောက်ရှိလို့လာခဲ့ကဝင်ရောက်သွားခဲ့ပါတယ် ူထဲကိုရောက်တဲ့အခါမှာတော့လူဖြစ်အသွင်ပြောင်းလိုက်ပြီးတကယ်ကမ်ဘီအစစ်အားဖမ်းချုပ်ထားခဲ့တဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။တန်ဗီနဲ့လက်ထက်မဲ့ကမ်ဘီအစစ်ကအိန္ဒိယကိုရောက်ရောက်ချင်းမှာပဲလန်တဝဲအရောက်မှာကမ်ဘီရောင်ဆောင်အသွင်ပြောင်းမွေပါရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။မွေပါကြီးကသူ့ကိုကြောက်ကူကြီးထဲမှာဖမ်းဆီးထားခဲ့ကအခုတော့ကမ်ဘီအစစ်ရဲ့နေရာကိုဝင်ယူဖို့ဆုံးဖြတ်ခဲ့ပြီးတကယ်ကမ်ဘီအစစ်ကိုလည်းထပ်မံတပ်ဖြတ်ပစ်ခဲ့ပါတော့တယ်။ နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာ ဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ချီးစုထူပဲတင်ပါတယ်